အလဝင်းမင်္ဂလာပါဗမိကေအင်ဂျပန်ပေ့ချ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတိတိကတော့ Kaigo Training နဲ့လာလို့ရှိရင် Kaigo Fukushi တရားဖြစ်ဖို့အတွက်ဒီချိန်လေးနဲ့အောင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးကနေ sharing လုပ်ပေးသွားပါမယ်။မှာဗီဒီယိုလေးမှာဆိုလို့ရှိရင် Kaigo Fukushi ဆိုတာဘာလဲဆိုပြီးတော့ဗောနော Kaigo Fukushi နဲ့ပတ်သက်တဲ့အကြံအမြင်ဗောနောသူဆောင်ပွဲအောင်သွားလို့ရှိရင်ဘာကျိုးကျေးဇူးတွေရလဲဆိုပြီးတော့ sharing လုပ်ခဲ့တယ်ဗောနော။ဒီနေ့ဗီဒီယိုလေးမှာကြာတော့ Kaigo နဲ့ training နဲ့ပေါ့နော်ခါးကော training visa နဲ့ဂျပန်ကိုလာတဲ့အခါကျလို့ရှိရင်အချိန်နဲ့အလဟတ်တမဖြစ်အောင်လို့ခါးကော fukushi ကိုဖြေတဲ့အခါကျရင်အချိန်နဲ့အောင်မြင်သွားအောင်လို့ဘာတွေကြိုးလုပ်ထားရမလဲဆိုတော့ဒီ video လေးကနေ sharing လုပ်ပေးတော့မှာဖြစ်ပါတယ် အဲ training visa ပေါ့နော်ခိုင်ကော training visa နဲ့လာလို့ရှိရင် training ကာလ3နှစ်ပြည့်ပြီဆိုတာနဲ့ဒီခိုင်ကော Fukushi ဆောင်ပွဲကိုဝင်ဖြေလို့ရပြီပေါ့နော်ဒါကတော့သူ့ရဲ့အသာချက်ပါတကွာကြတော့တကူတဲခိုင်ကောပေါ့နော်ဒီ training visa 3နှစ်ပြည့်သွားပြီဆိုရင်တကူတဲခိုင်ကော visa ကိုပြောင်းရတယ်ပေါ့နော်အဲ့တော့ကိုက training 3နှစ်ပြည့်သွားပြီခိုင်ကော Fukushi ကိုဝင်ဖြေတဲ့အချိန်မှာတကူတဲခိုင်ကောတွေကိုရောက်သွားတဲ့အတွက်ကြောင့်ပေါ့နော်အဲ၄ချိန်လောက်ပေါ့နော်၄နှစ်လောက်ရှိသေးတဲ့အတွက်၄ချိန်ဖြေလို့ရသေးတယ်ပေါ့နော်ဒါ၄ချိန်ဖြေလို့ရတယ်ဆိုပြီးတော့ဒီလိုတဖုံးဖုံးကြောက်ကိုပြောရတာမဟုတ် ဘူးဗောနော်ဒါပေမဲ့ကံမကောင်းလို့ဆာတချို့တွေဆိုရှိတယ်ကွာဆာရဲလို့ပြင်မဲ့ကံမကောင်းလို့ဗောနော်အဲ့လိုဆောင်းပွဲကံမပါလာလို့ကြားတဲ့လူတွေလည်းရှိတယ်ဗောနော်ဘလို့ပဲဖြစ်ကိုကကြိုပြင်ဆင်လို့ရအောင်လို့၄ချိန်လောက်ကတော့ရှိတယ်ဗောနော်ပြင်ဆင်ခွင့်ရှိပါတယ်ဒါတော့ training ခိုင်းခွန်းနဲ့လာတဲ့လူတွေရဲ့အသက်ချက်တခုပဲ။ဆောင်းမွဲဆိုရလဲပေါ့နော်။ကံညာဝရိယ၃ခုလုံးရှိမှအဆင်ပြေပါဘောနော်။ကိုကညံလဲကောင်းတယ်။ဟိုစာလီလဲအရန်လုတ်တယ်။အလုတ်ကပြန်လာရတဲ့စာတစားမစာအဲ့လိုစာလီလုတ်ပြင်မဲ့လဲပဲ။ဆောင်းမွဲကံဆိုတာရှိရပေါ့နော်။ဆောင်းမွဲကံဆိုတာ တကယ်လို့ကိုယ့်ဘက်မှာပါလာခဲ့လို့ရှင်ပေါ့နော်။ဘာဖြစ်ဒီ training visa နဲ့လာတဲ့လူတွေကတော့၄နှစ်ရှိတဲ့အတွက်၄ချိန်ပြည့်စုံခွင့်ရှိပါတယ်။ဒါပေမဲ့ဒီဒီဖူကူရှိရဲ့သဘောတရားကပေါ့နော်နိုင်ငံခြားသားတွေရဲ့အတွက်ကဒီ visa တက်တန်းကုန်သွားပြီဆိုလို့ရှင်ဒီဆောင်ပွဲဝင်ဖြေလို့မရတော့ဘူးပေါ့နော်။ဝင်ဖြေလို့မရတော့တလို့ဒီ ခိုင်ကိုအလုပ်ကိုလုပ်လို့မရတော့ဘူးပေါ့နော်လုပ်လို့မရဘဲနဲ့အခြားကယ်ရီယာတစ်ခုကိုပြောင်းရတော့မှာပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်ဒီခိုင်ကဖုကုရှိဝင်ဖြေဖို့ဆိုလို့ရှိရင်ဒီခိုင်ကလုပ်ငန်းအတွေ့အကြုံ၃နှစ်ရဲ့နောက်တစ်ခုကကြတော့အဲဂျီဆုမူရှာခန်ရှူပေါ့နော်လက်မှတ် ရှိထားရပါမယ်သူတို့နှစ်ခုကိုဒီစောင့်မွေးဖြည့်တဲ့အချိန်မှာတင်ရတာဆိုတော့ဒီလက်မှတ်နှစ်ခုလုံးရှိထားရမယ်ပေါ့နော်ခိုင်ကောလုပ်ငန်းအတွေ့အကြုံ၃နှစ်ဒီဆူမူရှာခန့်ရှူလက်မှတ်ပေါ့နော်အဲအဲ့နှစ်ခုပြည့်စုံပြီဆိုလို့ရှိရင်တော့ဒီဖူကူရှိစောင့်မွေးကိုဝင်ဖြည့်လို့ရပါပြီအာဆွမ်းလာပြောတယ်လို့ပဲပေါ့နော်ခိုင်ကောအတွေ့အကြုံပေါ့နော်အတွေ့အကြုံအဲလုပ်ငန်းအတွေ့အကြုံ၃နှစ်ပေါ့နော်ရပောင်း1095ရဲ့ရှိတာတော့ဟုတ်ပါပြီဒီဆူမူရှာခန့်ရှူပေါ့နော်ဒီဆူမူရှာခန့်ရှူက အဲဘလို့ပဲချိန်မှာတက်ရမလဲဗောနော်ဂျီဆုမှုရှာခန့်ရှူကိုပဲချိန်မှာတက်ရမလဲဂျီဆုမှုရှာခန့်ရှူကခတ်လာဗောနော်ဘလောက်ကြာလဲဗောနော်လေးလာချင်းကြာချင်းဗောနော်အဲ့ဒါဒီအကုန်လုံးကို sharing လုပ်ပြီးတော့မှာမယ်ဂျီဆုမှုရှာခန့်ရှူတင်တန်းကဗောနော်ဂျီဆုမှုရှာခန့်ရှူတင်တန်းကကြာချင်းက9လကနေ6လလောက်ရှိပါတယ်ဂျီဆုမှုရှာခန့်ရှူကိုပဲချိန်တက်ရမလဲဆိုတော့မိရဲ့အမြင်ဆိုလို့ရှင်ဗောနော်ဒီ လုပ်ငန်းအတွေ့အကြုံပေါ့နော်ခိုင်းကလုပ်ငန်းအတွေ့အကြုံ၃နှစ်ယူနေတဲ့အတော်အတွင်းပေါ့နော်အဲ၂နှစ်မြောက်မှာတက်တင်တယ်ပေါ့နော်၂နှစ်မြောက်မှာတက်ပြီးတော့ဒီချစ်စုမရှာခန်ရှူလက်မှတ်ကိုယူထားလိုက်ပေါ့နော်လက်မှတ်ကိုယူထားပြီးတော့၃နှစ်မြောက်မှာကိုဟာကိုဟာပေါ့နော်ခိုင်းကဖူကူရှိကိုအေးအေးဆေးဆေးနဲ့လေ့လာလို့ရသွားပြီပေါ့နော်အဲ့တော့ ဖြစ်哦တကယ်လို့ပေါ့နော်ကိုကဘယ်ချိန်တက်ရမလဲစဉ်းစားရချက်နေရဆိုလို့ရှိရင်တော့မြန်မြန်ဆန်ဆန်ပေါ့နော်ဂျီဆုမချခန်ရှူကိုနှစ်နှစ်မြောက်မှာတက်ထားပြီးတော့သုံးနှစ်မြောက်မှာကျတော့ဒီဖူကူရှီကိုအေးစစ်စစ်လေးတစ်နှစ်တာလုံးလေ့လာပေါ့နော်စာလည်းအရန်ခတ်တာကိုအရန်ခတ်တာဆိုတော့အေးစစ်လေ့လာတာပို့ပြီးတော့အိုဆွဆွမဲလုပ်တယ်ပေါ့နော်အဲဆိုရင်ကိုကဖူကူရှီကိုတစ်နှစ်တာလုံးအေးစစ်စစ်လေ့လာတယ်မိကုန်းဟောင်းနေလဲလေ့ကျင့်နေဆိုလို့ရှိရင်ဒါဆိုရင်ဒီလုပ်ငန်းတွေ့ကြုံသုံးနှစ်ပြည့်သွားတဲ့နောက် တစ်နှစ်မှာပေါ့နော်ဒီဖူကူနောက်တစ်နှစ်တလပိုင်းမှာဒီဖူကူရှိဆောင်ပွဲကိုအေးဆေးလေးဖြေလို့ရပြီပေါ့နော်ဒီနှစ်နှစ်မြောက်မှာဂျီဆုမှုရှာခန့်ရှိုးပြီးထားတဲ့အတွက်၃နှစ်မြောက်မှာပေါ့နော်ခိုင်ကောဖူကူရှိကိုတိတိကျကျလေးလေ့လာသွားလို့ရပါပြီ အဲအကြောင်းပေါ့နော်ဒီအလုတ်တစ်ဖက်နဲ့ဂျပန်မှာအလုတ်တစ်ဖက်နဲ့ဒီဖူကူရှိဆောင်မွေးကြီးကလည်းခတ်တယ်အဲ့ဒါဝင်ဖြေဖို့အတွက်ကကိုယ့်ရဲ့အချိန်ကိုက်ဖြစ်နေရမယ်ပေါ့နော်စာလေးလာတဲ့အချိန်ကိုက်ဖြေဆိုရမယ့်အချိန်ကိုက်ဖြစ်နေဖို့အရေးကြီးပါတယ်နေသမားတွေကကြတော့ဒီတိုင်းတစ်ပါးပြည်ကိုရောက်နေတဲ့အတွက်ကြောင့်ပေါ့နော်နေသားမကြတဲ့အလုတ်နေသားမကြတဲ့နိုင်ငံပေါ့နော်အဲ့တော့ရတိဥထုကလည်းကွဲတယ်ပေါ့နော်အဲ့တော့နေသားမကြတဲ့နေပယ်မှာအတင်ယူရမှန်များတဲ့အတွက်တစ်နှစ်ကတော့ထားလိုက်တော့ပေါ့နော်တစ်နှစ်ကတော့ဒီအလုတ်ကိုကိုအခုလက်ရှိလုပ်နေတဲ့အလုတ်ကိုလေးလာတာဖြစ်ဖြစ်ပေါ့နော်အေး းစစ်စစ်လေးအနားယူပြီးတော့ဒီနှစ်နှစ်မြောက်မှာတော့ဂျီဆွမရှာခန်းရှူတင်တဲ့ဟောတက်ဖို့ပေါ့အိုဆွဆွမဲလောက်တယ်ပေါ့နော်အဲ့တော့မှတိတိချာချာလေးတက်ပြီးတော့ပြီးသွားပြီဆိုတော့မှဒီသုံးနှစ်မြောက်မှာဒီဖူကူရှိဆာမွေပေါ့နော်ကိုကတိတိချာချာလေးအားထည့်ပြီးတော့လေ့လာပြီးတော့တစ်ချိန်နဲ့နဲ့အောင်မြင်နိုင်အောင်ပေါ့နော်လုပ်နိုင်တယ်ပေါ့အဲ့တော့ training visa နဲ့လာတဲ့လူတွေကို အာအိုဆူဆူမဲလောက်ချင်တာကတော့နှစ်နှစ်မြောက်မှာဒီဆုမှုရှာခန်းရှူကိုတက်ဖို့အတွက်အိုဆူဆူမဲလောက်ပါတယ်။ဟောဖူကူရှိအိမ်ဆန်းကလည်းဂျပန်စာလေးခတ်တယ်ပေါ့နော်။ဂျပန်စာလေးသူကနှစ်မျိုးပေါ့နော်။ဂျပန်စာလေးခတ်တယ်ဘဟုတုတလည်းပါတယ်ပေါ့နော်။ခိုင်ကောနဲ့ပတ်သက်တဲ့ဘဟုတုတလည်းအဲ့လိုမျိုးညှက်ထားပါပေါ့နော်။အဲ့တော့ဂျပန်စာကြီးရမ်းကျွမ်းနေရဆိုတော့ဒီဖူကူရှိဆောင်မွေအောင်နိုင်လားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ပေါ့နော်။ခိုင်ကောနဲ့ပတ်သက်တဲ့ဘဟုတုတကိုအသေးချာသိနေဖို့လည်းလိုရပေါ့နော်။ခိုင်ကောနဲ့ပတ်သက်တဲ့ဘဟုတုတကသိတဲ့ဂျပန်စာ level က N4 N3 လောက်ဆိုရင်လည်းအဆင်မပြေပြန်ဘူးပေါ့နော်။အဲ့တော့ နေကအုတ်ဆူမင်းလောက်တာကတော့ဒီခိုင်ကုတ်ပုခုရှိမဖြေခင်ပေါ့နော် N3 P N2 လောက်တော့ပေါ့ N2 လောက် N2 level လောက်ထိပေါ့နော်ရောက်စီချင်ပါတယ်ဂျပန်စာ N2 level လောက်ရှိတာပို့ကောင်းပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူက training visa နဲ့လာတဲ့သူဆိုလို့ရှိရင်အခုကိုယ့်ရဲ့လောက်တက်ကပေါ့နော်ခိုင်ကုတ်နဲ့ပတ်သက်ပြီးတော့အလုပ်ငန်းတွေ့ကြုံကဘယ်လောက်ရှိပြီလဲပြီးတော့ကြီးစွမှုရှာခန်းရှူကိုဘယ်ချိန်စတက်ရမလဲအခုကတက်ဖို့အချိန်ကျနေပြီလားမကျဘူးလားဆိုတာကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ ကိုရှောက်မဲ့လမ်းကြောင်းပေါ့နော်တည်သွားမယ်လို့မျှော်လင့်ပါတယ်အလုံးမဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းခိုင်ခွန်နဲ့ပတ်သက်တဲ့စာတွေဘဟုတုတိုက်တင်သွားဖို့ရှိတဲ့အတွက်ကြောင့် channel ကို like နဲ့ subscribe လုပ်ထားပြီးတော့ဆက်ကြည့်ပါတယ်အလုံးမဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေ